ရှမ်းပြည်နယ်ဇိုရအဖွဲ့ကအာကစားနှင့်ကာယပညာသိပ္ပံတောင်ကြီးရှိ2025-2026ပညာသင်နှင့်သင်တန်းသားသင်တန်းသူများအတွက်စားစေးငွေပေးအပ်တဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်ဇိုရအဖွဲ့ကအာကစားနှင့်ကာယပညာသိပ္ပံတောင်ကြီးရှိ2025-2026ပညာသင်နှင့်သင်တန်းသားသင်တန်းသူများအတွက်စားစေးငွေပေးအပ်ပွဲကိုဇွန်လ23ရက်နေ့နဲ့10နာရီချိန်က အာကစားနှင့်ကာယပညာသိပ္ပံတောင်ကြီးစာရိတ်တာ၌ကျင်းပပြုလုပ်ခဲ့ပါသည်အခမ်းအနားတွင်ရှမ်းပြည်နယ်အစိုးရဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကအာကစားနှင့်ကာယပညာသိပ္ပံတောင်ကြီးရှိတင်နန်းသားတင်နန်းသူများအာဟာရပြည့်ဝရေးနှင့်ခန္ဓာကိုယ်ဖွံ့ဖြိုးစေရန်အတွက်ရှမ်းပြည်နယ်အစိုးရဖွဲ့အနေဖြင့်ယခုလိုလာရောက်၍စားစိတ်ငွေများပေးအပ်ရခြင်းဖြစ်ပါကြောင်းအားကစားနှင့်ကာယပညာသိပ္ပံတောင်ကြီးဖွင့်လျက်ခြင်းသည်နိုင်ငံတော်နှင့်ပြည်내အတွက် ထူးကျွန်းထက်မြက်ပြီးအာကိုရသည့်အာကစားသမားကောင်းများမွေးထုတ်ပေးနိုင်ရေးအတွက်ဖြစ်ပါကြောင်းပြည်နယ်နှင့်တိုင်းဒေသကြီးပြိုင်ပွဲများတွင် အာကစားနှင့်ကာယပညာသိပ္ပံတောင်ကြီးတင်နန်းသားတင်နန်းသူများကဝင်ရောက်ရှင်ပြန်၍စုတစိမ့်များရယူပေးခဲ့သည်ကိုတွေ့ရှိရပါကြောင်းအာကစားနှင့်ကာယပညာသိပ္ပံမှမွေးထုတ်ပေးလိုက်သောတင်နန်းသားတင်နန်းသူများအနေဖြင့်နိုင်ငံတော်ပေါ်ကျေးဇူးတစ္ဆာဆောင်တည်ရန်လိုအပ်ပါကြောင်းရည်ရွယ်ချက်အတိုင်းအောင်မြင်အောင်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြည်내ဆွေရဖွဲ့နေဖြင့်မျောမှန်းထားသည့်အတိုင်းအာကစားသမားကောင်းများထွက်ပေါ်လာစေရန်နှင့်နိုင်ငံတော်အတွက်အားထားရသောအာကစားသမားကောင်းများပေါ်ထွက်လာစေရန်တင်နန်းသားတင်နန်းသူများအနေဖြင့်ကြိုးစားလေ့လာသင်ယူကြရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။ထို့နောက်ပြည်내ဝန်ကြီးချုပ်ဦးအောင်အောင်ကအာကစားနှင့်ကာယပညာသိပ္ပံတောင်ကြီးရှိ2025-2026ပညာသင်နှင့်တင်နန်းသားတင်နန်းသူများအတွက်စားစရိတ်ငွေ7300ကိုပေးရရာ အားကစားနှင့်ကာယပညာသိပ္ပံတောင်ကြီးကျောင်းကြီးနှင့်သင်တန်းသားသင်တန်းသူများမှလက်ခံရယူကြပြီးပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်သင်တန်းသားသင်တန်းသူများနှင့်အတူနေ့လယ်စာထမင်းလက်ဆောင်သုံးဆောင်ခဲ့ကြောင်းသိရှိရပါသည်။ယင်းနောက်ပြည်내ဝင်ကြီးချုပ်နှင့်အဖွဲ့သည်အားကစားနှင့်ကာယပညာသိပ္ပံတောင်ကြီးရှိစာကြည့်လိုက်ခမ်းမနှင့်သင်တန်းသားသင်တန်းသူများကိုကုသပေးနေသည့်စေကန်းတို့အားဝင်ရောက်ကြည့်ရှုစစ်ဆေး၍တာဝန်ရှိသူများ၏တင်ပြချက်များအပေါ်လိုအပ်သည့်များ ပေါင်းဆက်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။အဆိုပါအာကစားနှင့်ကာယပညာသိပ္ပံတောင်ကြီးတွင်2025-2026ပညာသင်နှစ်၌သင်တန်းသား66ဦးသင်တန်းသူ90ဦးစုစုပေါင်း116ဦးတို့သည်အာကစားနှင့်ပညာရေးကိုပေါင်းဆက်လေ့လာသင်ယူလျက်ရှိကြောင်း သိရှိရပါသည်ခမညာ။